ားလုံးမိတ်မင်္ဂလာပါရှင်ခုတစ်ခါဖတ်ပြမှာကတော့ဆရာထူအိမ်တင်ရဲ့ကလောင်ခွဲနာမည်တစ်ခုဖြစ်တဲ့လင်းထက်ဆိုတဲ့ကလောင်ခွဲနဲ့ရည်သားထားတဲ့မြနိုးချင်းအဖင်ကျနာဒီဖြစ်၍ဆိုတဲ့ခေါင်းစဉ်နဲ့ဝိတုတူလေးကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ရှင်။မြနိုးချင်းအဖင်ကျနာဒီဖြစ်၍မောင်ထံမှာ ဒီတို့သောစကားမျိုးကြားရလိမ့်မည်ဟု မျက်စုမထင်ခင်မီအစကမူမယုံမျက်စုလွဲမားစွာကြားမိသည်ဟုသာ တွေ့၏နောက်တစ်ချိန်ထပ်မေးမိသည် မောက်အတန်များအနှဲငယ်တုံလုံးနေသည်မှအပပထမစကားကိုပင်ပီတာစွာကြားရသည် မောင်ဒီတို့မပြောသင့်ချေမောင်မတတ်နိုင်ဘူးမျက်စုရဲ့ အနစ်နာခံတာဆွန့်လွတ်တာလို့လည်းမပြောချင်ဘူးမောင်ဘွားကိုမျက်စုနားလေသားပဲအလုံးတော်အကောင်းဆုံးဖြစ်အောင်အိုးမောင်မျက်စုမျက်စုမောင်မျက်စုကိုမချစ်ဘူးဟုပြောလိုက်ခြင်းသည်မယမျက်စုနှုတ်တို့စွန့်ချည်ရဲ့ရည်များသည်ပားပြင်ပေါ်သို့စီးကြလာသည်အံကျွေမြတ်တောင်ခတ်သည်ရှက်ကြောက်ချင်း ်ဝမ်းနေခြင်းနဲ့အတူ မျက်ရည်ကိုတား၍မရနိုင် မောင်မျက်စုကိုဥပိ္ပခာပြုလွန်သည် မောင်ပြေတနာကိုရှောင်ဖယ်သည်မောင်ကိုလွတ်ယုံသည် မျက်စုစိတ်၌မောင်ကိုဆွဲချက်ပေါင်းများစွာတင်၏မောင်ကိုမျက်စုစိတ်နာသည် စိတ်မနာကြည်မှုသည် လက်တို့ရောက်၏မျက်စု မောင်ပါကို ပြင်းထန်စွာရိုက်သည်ရိုက်ပါမျက်စုမျက်စုကျဉ်တတ်တဲ့အထိမောင်ကို မောင်ရဲ့မောင်ကိုရိုက်မိသည့်အတွက်မျက်စုရုပ်ချင်းနောင်တရသည် မောင်ပါပြင်ကိုစိုးရိမ်တကြီးကြည့်မိသည် မောင်မျက်နှာကို မျက်ရည်များကြားမှရွေဝေစွာ တွေ့ရသည်မျက်စုမောင်လက်မောင်ကို တင်းကျပ်စွာဆုပ်ကိုင်းလိုက်မိသည် နာကြည့်မှုများနေရာတွင် ခြေကွဲမှုများဝင်လာ၏မျက်စုတစ်ချက်ရှိုက်သည်မျက်မျက်စုအမားသွားတယ်မောင် မောင်ကိုမျက်စုတောင်းမှန်ပါတယ်မလိုပါဘူးကွယ်တောင်းမှန်ရမှာကမောင်ပါမောင်မှသာပြစ်ရှိရာမဟုတ်ဘူးမဟုတ်ဘူးမျက်စုကိုကကန်ဆိုးတာမျက်စုအတန်တိမ်ဝင်သွားသည်မျက်စုရှင်၌မျောလင်းချက်ပြည့်စည်မှုကိုတိတာထင်ရှားစွာ ခံစားရသည် ခန္ဓာကိုယ်သည်အင်အားမဲ့သည်တို့ထင်ရ၏မောင်းလက်မောင်းကိုစုပ်ကင်ထားသောမျက်စုဤလက်တို့ပြေလျော့သွား၏မျက်ခင်းပေါ်သို့ထိုင်ချလိုက်သည် မောင်းရဲဟုအတန်မဲ့စွာညင်ညူသည်မျက်စုဤမျက်တောင်တွင်ကန့်ညိနေသော မျက်ရည်စားတို့သည် အားနေသောနေရောင်၌လင်းလက်နေ၏မျက်စုဤရှေးလျားသောဆံရွယ်တို့သည် လေပြေတွင်လူလွန်နေ၏ကံသုံးစင်ဤ ညစည်းရီမူအခါတိုင်းတို့မလှကြညဆုနေမောင်သည် ပတိန်ဒေတာကောလိပ်တွင် တွေ့ခဲ့ကြ၏ဒီတုန်းကညဆုသည် ပထမနှစ်ကျောင်းသူ မောင်သည်ဒုတိယနှစ်ကျောင်းသားဖြစ်၏ညဆုတို့တငယ်ချင်းတစုသည် မောင်ကိုတွေ့ခါစားကယွန်ကြသည်မောင်ကလည်းမောင်ပင်အဖြူရောင်ကော်လံကရုံရှက်အင်ဂျီနှင့် ပစိုးဖျိုဖျဲနဲ့ရှမ်းလွယ်အိအစုံနဲ့မတိမတတ်ရှိသည် မောင်းကိုတွေ့ရတိုင်းဖွာကျဲနေသောသပင်အိရေးမဝသောမျက်လုံးတီသောမျက်နှာနှင်ဖြစ်ဖြစ်သည်ကြောင်းလိုက်တာတွေ့ရသည် မောင်းအတန်းတက်သည်ဟူ၍မရှိကန်တင်းနှင့်မြမသာဌာနတွင်သာမောင်းကိုမြင်ရတတ်သည် မောင်းတွင်သည် မျက်စုအဖို့စိတ်ဝင်စားစရာပုံစံတစ်ပုဒ်ဖြစ်နေခဲ့၏ တင်ချမိသားစုမောင်မဲတက်လွင်ကြိုးစိုးဝဲနေကမျက်စုနှင့်မောင်တီကြံရသည်တမန်ထက်ပို၍ထူးခြားသောဖြစ်ရမဟုတ်ချေဒီပွဲတွင် မျက်စုသည် အလှဘီမှတရဖူကိုလက်ခံရသည်ကျောင်းသူတကလေးမျက်စုအတွက်ရှင်ခုံဖွဲရာ အတွေ့အကြုံအသည့်ဖြစ်ခဲ့၏အခန္နာဘီ၌မျက်စုရင်းနှီးသောဆရာဦးတန်းထွန်းကမျက်စုနှင့်မောင်ကိုမိတ်ဆက်ပေးသည် ထိုစဉ်က အကြောင်းများကို မျက်စုညွှေထွေးစွာအမတ်ရာ၏မျက်စုဒါဒုတိယနှစ်ကမောင်ညင်ကြီးအနုပညာအသင်းရဲ့အတွဲဘက်တွင်ရင်မှုပေါ့ညင်ကြီးသူကပထမနှစ်ကျောင်းသူမျက်စုဝေးတဲ့မျက်စုမောင်ကိုမရေတရေကြည့်သည်မောင်ကပြုံးသောအခါမျက်စုအကြောင်းမဲ့ရှက်နေမိ၏ကျွန်တော်ညင်ကြီးပါအကူညီလိုတဲ့အခါပြောပါမမျက်စုဝေမောင်သည်စကားကိုပြ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 မဆိုတတ် အများကမောင်ကိုဆက်ဆက်ရေးမပြေပြစ်သူစကားပြောပူကြသူဖြစ်မြင်ကြ၏မျက်စုကမူဒီတို့မဟုတ် မောင်သည်စကားပြောရိုးသားပွင့်လင်းသူဟုထင်သည် မောင်ဤပြတ်တောင်းသော စကားများသည်မျက်စုအတွက်အတော်တန်တိမ်မွေးစွာရှိ၏မောင်နှင့်ယင်းဤအကျွမ်းဝင်ပြီးနောက်ပိုင်းကာလများ၌မောင်အကြောင်းကို အတွင်ကြကြသိရသည့်အခါမျက်စုမောင်ပေါ်ဂယုနာတက်မိသည် မောင်ကဤဒီကိုမနစ်သက်မောင်ဒီမိမိကိုအများကဝိုင်းဝန်းတနာကြမည်ကိုဤဒီအခါမှ မလိုလားချေမောင်၌ယောက်ျားမာနသို့မဟုတ် တစုံတရာကိုယုံကြည်မှုအပြည့်ရှိပုံရသည်မျက်စုမောင်ကိုလေးစားမိသည်ဒါကိုလည်းမောင်မကြိုက်ပြန်ချေမောင်ဒီတမျိုးတော့တမျိုးပါပဲလေဟုမျက်စုထင်သည်ဟဲ့အင်းကျွန်တော်မလိုက်ချင်ဘူးမျက်စု မဟုတ်လေမျက်စုကျွေးမှာပါကျွန်တော်မောင်ကခေါင်းကိုခက်လေးလေးခါရမ်းသည် မောင်ကိုကြောင်စားတော့ဆိုင်ဈေးတန်းတို့ခေါ်တိုင်းဒီစကားနဲ့ဒီမူရာကိုမျက်စုကြားရမြင်ရမြင်အစားကမူမျက်စုမောင်ကိုတမျိုးထင်မိသည်နောင်တော့လေမောင်ဤတွန်းဆုပ်သောခြေလမ်းများနှင့်ဆုံးအပ်သောစကားတို့နောက်ွယ်တွင်မြည်သောအကြောင်းအရာများရှိနေသည်ကိုမျက်စုနားလည်ခဲ့ရပါသည် မောင်သည်မြဝကျုံပေါ်မြို့ငယ်လေးတစ်မျိုးမှာဖြစ်၏။မောင်မိသားစုကလေးသည်ဆင်းရဲကြတဲလာသည်။မောင်ဖေဖေသည်မကျန်းမာ၍အငိမ့်စာလားစာငွေသည်လေးရောက်သောမိသားစုအတွက်ဤတို့များမပြေဆုံးစေနိုင်ချေ။မောင်မိမိသည်အိမ်စရိတ်ဖြစ်ရန်ဈေးပန်ခေါင်ရွယ်ရာ၏။မောင်ညီငယ်သည် အထက်တန်းကျောင်းသားဖြစ်သည်။မောင်ဆယ်ရန်အောင်သည့်နှစ်ကအိမ်ဤစည်းဝါးရေးအခြေအနေအရကျောင်းဆက်မတက်နိုင်ခဲ့ပေ။ မောင်သည် တောက်တိုမေရအလုံးကျမ်းများကိုလုံ၍အင်စားစိတ်ဖြစ်ရင်ွေစုသည်ဒီလိုနဲ့နောက်တစ်နှစ်မှ မောင်ကျောင်းဆက်တက်နိုင်သည် အိမ်မပို့သောငွေနေရာသည် မောင်အတွက်မိတို့များမလောင်ငါနိုင်ဒီမြသောငွေကိုပင်လှစင်မှန်မှန်ရသည်မဟုတ် အဆောင်လာကသမင်းလာကနှုတ်တော်မောင်တွင်ငွေ20သာကျန်၏ကျောင်းလာကဘေးရန်ကြံသူများစည်ရင်ထုတ်တိုင်းမောင်အမိအစင်ပါသည် ထီတောင်မောင်ဒီအိမ်ကိုငွေလျှော့ပို့ရန်မှမြဲမှ၏မောင်မျက်နာတွင်တောကရိပ်သည်အစဉ်တစ်ပြင်ဖုံးလွှမ်းနေ၏နှုတ်ခမ်းကိုတင်းတင်းဆေး၍မောင်ပြောတတ်သည်မိသားစုစည်းဝါးရေးမပြေလဲတဲ့ចောင်းသားတယောက်ဟာဘလို့လုပ်ပြီးစိတ်ရချမ်းသာပညာသင်နိုင်မှလဲမျက်စုရဲ့အိမ်မှာကြံခဲ့တဲ့မိသားစုပင်ပင်ပန်းပန်းရှာဖွေနေချိန်မှာကျွန်တော်ကဒီမှာလာပြီးစိတ်ချမ်းသာနေနိုင်မလား ိသားစုရဲ့ဒုက္ခတွေကိုခဏဖြစ်ဖြစ်မေ့အောင်စ조사နေတာဟာလူမဟုတ်ဘူးမြက်စုဒါဟာမေထားနိုင်စရာကိစ္စမှမဟုတ်တာတခါတရံပေါင်းများစွာ၌မောင်စကားများကိုမြက်စုနားလည်အောင်စ조사ရွေးမြာမောင်သည်တကယ်ကိုတမျိုးမှတမျိုးပါပဲလေမြက်စုဘဝကဒီလိုမဟုတ်မြက်စုဖိဖိကဌာနဆိုင်ရာအကြီးအကဲတူဖြစ်ပြီးပသိန်ကောလိပ်နှင့်အတော်တန်ဝေးသောကံသုံးစင်းအရာရှိရိတ်သားတွင်ဝင်းနှင့်ချမ်းနှင့် တိုက်နှင့်ကားနှင့်နေရသည်ဖေဖေဘက်မှယာရုအချိန်ဝါနှင့်မေမေဘက်မှစီးစိန်ဥစ္စာပေါင်းစည်းမှုသည်တူဦးတီသောသမီးမျက်စုအတွက်တောင်းတတိုင်းပြည့်စေ၏အနာမလူများကိုကြော်၍မောင်းကိုဘာကြောင့်စိတ်ဝင်စားခဲ့ရသည့်အကြောင်းတစ်ခါတခါစဉ်းစားမိတော့ဘာမျှမပြတ်သားပဲနှင့်မျက်စုရင်ခုန်ခဲ့ဘူးသည်။မောင်နှင့်မျက်စုတရွဲ့ရွဲ့ဖြစ်လာသောအခါတငယ်ချင်းများက တိုးတိုးဒိတ်ဒိတ်စားကြနောက်ကြသည် မျက်စုမြည်သူပြန်ပြောအမိမသိမောင်နေနိုင်လွန်းသည်တဦးသဘောတဦးတိလျက်နှင့်ဘာမျှမဆိုင်သလိုနေရခြင်းကို မျက်စုမနစ်သက်ပေသို့သောမျက်စုသည်မိန်ကလေးဖြစ်၏ငွေစင်းမှုနှင့်ကျွန်တော်တို့တွေ့တော့ကျွန်တော်ကြောင်းလောက်ကကြွေးကြံ၍အပြေသွင်းပြီးသွားပြီလို့ပြောတယ်အဲ့ဒါမျက်စုများဟုတ်တယ်ဘာဖြစ်လဲဘာလို့ချင်လဲမဟုတ်ဘူးမျက်စု နောက်ကိုမပေးပါနဲ့။"အိုး၊ကိုယ်တငယ်ချင်းကိုကူညီရပဲ။ဘာဖြစ်လဲ။ငွေကြေးကိစ္စများနဲ့ပတ်သက်၍မောင်နှင်မျက်စုအကြားတွင်အမဲလိုမကြည်လေကြီး။မကြာခဏမျက်စုစိတ်ကောက်သည်။ထိုခါများတွင် မောင်သည်ခေါင်းရမ်းလျက်တက်ပြင်းချလျက်သာနေတတ်၏။နောက်ဆုံးတော့မျက်စုသည်သာ အလိုအလျောက်စိတ်ပြေရ၏။"အိုး၊မောင်ဟာခက်ကိုခက်ပါသည်။"သို့သော လွယ်ပြန်တော့လဲရုပ်ချီးပင်ထိုနေ့ကเจ้าအမှုပညာအသင်မှပရိသာကာဝဲတစ်ခုပြုလုပ်သည် တာဝန်ခံဆရာမတော်မြတ်များကအကူညီတောင်း၍မျက်စုအပြိုတော်အကကိုတာဝန်ယူရသည်မျက်စုစင်မြင့်ဘော်ကကနေသည်ကို မောင်ခမ်းမအဝမကြည်နေခဲ့၏နတ်တို့အတန်က တက်ကြွဖွယ်ရာဆူညံနေသည်ရှင်၌စီးထားသောဘဝနှင့် ဥကောင်ထမလျက်ပန်းနေကြတို့သည်စူရဲတောက်ပါနေ၏တချင်းတန်က ကိုကြီးကျော်ရေမောင်ကြီးကျော်ရေဆိုသောအခါចောင်းသားများဤဝေးအတန်ကဟိန်ထွက်လာသည်မျက်စုမျက်နာသည်လှပစွာပြုံးနေခဲ၏မောင်အခန်းဝါမှလည်ထွက်သွားသည်မျက်စုဘာရဲ့မသိပျော်မိသည်ကပွဲပြီးတော့မျက်စုမောင်ကိုလိုက်ရှာသည် စားသေးဆောင်တွင်၌တိတ်ဆိတ်စွာထိုင်နေသောမောင်ကိုတွေ့ရ၏တယောက်တည်းပါရီတွေးနေရလဲမျက်စုကားမှမထားဘူးလိုက်ဖို့လေမောင်ကောင်းခါရင်ထားရသည် ပြီးတော့မျက်စုဘေးမှတိတ်ဆိတ်စွာလိုက်လာသည် စားသေးဆောင်များဘေးမှရှောက်လာခဲ့ကြ၏မောင်တစ်ခုခုကိုအလိုမကျမ်းမ်းတည်၍မျက်စုကျဉ်တတ်မိသည်စကားပြောပါအောင်ဘာဖြစ်နေရလဲစင်ပေါ်မှာမျက်စုဘာဖြစ်လို့ရမ်းပြုံးနေရတာလဲ ။အော်ဒါလား။စင်ပေါ်မှာကတဲ့သူကမဲ့နေလို့ဖြစ်မလား။အောက်ကလူတွေကအော်ဟစ်နေကြတာရော။အိုးဒါပြိတက်ပဲလေ။မောင်ချေလန်းတုန်ကနေရက်ဤ။မျက်စုပါအလိုလျောက်ရက်မိသည်။မောင်တစုံတစ်ခုပြောချင်ဟန်ရှိဤ။ကပီးညိုများလေတိုးတံကိုတရှိရှိကြားနေရဤ။မျက်စုကိုကျွန်တော်ချစ်တယ်။မျက်စုမောင်ကိုကြည့်၏ မောင်အကြည်သည်မျက်စုထန်နိုင်မရှိကျွန်တော်အစအတည်းကကိုဘွားကိုတီးလို့မပြောဘဲနေခဲ့တာမပြောမိအောင်စူးစမ်းခဲ့ရတာခုတော့သွားပြီပြောမိပြီမျက်စုသဘောကိုလည်းမမေ့ရပါဘူးကျွန်တော်မှားသွားတယ်မျက်စုခွန့်လွပါ ကျွန်တော်စကားတွေကိုမေးလိုက်ပါတော့ဟုတ်ပြောသည်ဒီမျှစကားပြောညံ့ရကောင်းလားဟု မျက်စုကြွေးမိတို့မိ၏ပြောပြီးမှမေးခိုင်းလို့တော့ဘယ်ရမလဲ မျက်စုအတန်ကနေငင်မာသည်မောင်သည်မျက်စုကိုအလံကြားကြည့်မျက်စုမျက်နှာကိုတမင်တင်းအောင်ပြူထား၏သို့သောမျက်စုမျက်နှာမှာပန်းနူရောင်ပြေးနေသည်မျက်ဝန်းများမှအပြုံးကိုမူမောင်အသေးချာနားလည်ခဲ့ပါလိမ့်မည်မောင်သည်ချစ်သူများဖြစ်ခဲ့ကြသည့်တိုင်မျက်စုကိုမယူရတတ်သူများချစ်သူများကဲ့သို့ချစ်ခုံးမဖွက်တတ်မျက်စုမချစ်မရဖြစ်ရသည် ို့တော့မောင်ကိုနားလည်နိုင်အောင်မျက်စုစူးစမ်းပါသည် မောင်ရဲ့နေရန်ကတ်စာကြောင့်ကြပြာစာအုပ်ကျောင်းမဂ္ဂဇင်းနှင့်ကာဝဲကိစ္စတစ်ခုမဟုတ်တစ်ခုရှိ၏အားလက်သောချိန်များ၌သာအေးအေးဆေးဆေးစကားပြောခွင့်ရကြသည်ထိုခါများ၌မောင်သည် မျက်စုကိုမောင်ချစ်ပါတယ်ဟု ပြက်တောင်းစွာပြောတတ်လေသည် မောင်ထံမှထိုများလောက်ကြားရလျင်ပင်မျက်စုပြောလာပြီး တခါတည်း၌ကံသုံးစင်းညနေခင်းများကို မောင်နှင့်အတူလမ်းလျှောက်ရင်းခံစားခဲ့ကြဖူး၏ကပီးညိုပင်များလေချုံတန်းယူကလစ်ပင်တန်း၏တင်းပြန့်သောရနက်မြင်းနီလန်းနှင့်ကံလေတရားဖြူတို့သည်မျက်စုအတွက်ရင်ခုန်ပျော်ရွှင်စရာများဖြစ်ခဲ့ဖူးလေသည်ထိုအချိန်ကလေးများတွင်မောင်အရေအပြုံးကို ရှားပါးစွာမြင်ရတတ်၏ ။မောင်ကျမ်းမရေးမှလည်းအားရလာအောင်မကောင်း။မောင်ရဲ့မျက်တွင်းတွေကျလိုက်တာ။ညနေအောင်ကြပြားရီမရေးနဲ့နော်။ဆေးလိပ်တောက်တာလဲလျှော့အောင်။အတန်းလဲတက်ပါကွယ်။စာရီမလိုက်နိုင်ပဲနေဦးမယ်။မောင်စာအုပ်တွေလည်းအလွတ်ကြီးပဲ။မျက်စုကူပေးမယ်။ဟိုပြောရင်မောင်ဒီကျုံးနှွန်စွာနားထောင်နေတတ်သည်။တခါတရံ၌မူမောင်နှင့်အတူကန်တင်းရှိဦးပြုံးလက်ဖေးရေဆိုင်သို့ လိုက်ထိုင်ခဲ့ဘူးသည်။ ထိုဆိုင်၌မောင်းတငယ်ချင်းများအမဲလိုရှိသည် သူတို့သည်အเจ้าရပေါင်းများစွာကို ပြောဆိုရကြ၏သူတို့စကားဝိုင်းတွင်ဆာရီယယ်လီစင်ရိုမန်တစ်စင်အက်ဇစ်စတန်ရှယ်လီစင်စသောဇင်းပေါင်းများစွာကိုလည်းကြားရရပါသည် မျက်စုက မောင်တို့ အုပ်စုကို လက်ဖေးရတိုက်သူဖြစ်၏မောင်းတငယ်ချင်းများကမမျက်စုပါမှကျွန်တော်တို့လက်ဖေးရတောက်ရတာ မဟုတ်ရင်ရင်းနှွေးချမ်းပဲတောက်ရတယ်ဟုရေလျက်ပြော၏။မောင်ကပြုံးနေတတ်သည်။သူတို့၏ကြပြများသည် အချစ်ကိုမဖွဲ့ဘဝကိုသာဖွဲ့၏။မောင်ကဘဝထဲမှာသာ အချစ်ရှိတာအချစ်ထဲမှာဘဝမရှိဘူးမျက်စုရဲ့ဟုဆိုတတ်သည်။ဒါကိုလည်းမျက်စုနားမလဲပြန်။ဒီလိုနဲ့သုံးနှစ်ဟူသော အချိန်သည်မြားတစင်းလိုသို့မဟုတ်အိမ်မက်တစ်ခုလိုဖြတ်တန်းကျော်လွန်သွားခဲ့၏။ ပတ်တိန်ကောလိပ်မှပင် မောင်ကစတုတ္တာနှင့်မျက်စုက တတိယနှင့်ရှိကလေးသည်အေဂျန်စွာရှိခဲ့သောရက်ဆွဲများကုံဆုံးသွားကောင်းသွားလိမ့်မည်ဟု မတွေးမိခဲ့တော့လေထို့အချိန်ကမမျော်လင့်စွာပင်ရောက်ရှိလာခဲ့၏မျက်စုနှင့်မောင်အကြောင်းကို အင်ကားသိသွားခဲ့သည် မျက်စုကလည်းမောင်ဘဝအကြောင်းကိုအမှန်တိုင်းဖွင့်ပြပြသည် မျက်စုဖေဖေနှင့်မေမေသည် လုံးဝသဘောမတူမောင်ကိုအဆက်ဖြတ်ရန်ခါတီးစွာဆို၏ မျက်စုမနာခံချေအနှဲငယ်အနေကျစ်လက်သွားသည်မှာအပမောင်နှင့်နေမြဲတိုင်းနေ၏ဒီเจ้าနှင့်ပတ်သက်၍မောင်ကိုအတိပေးရန်အတွက်မူမျက်စုမစင်စားခဲ့ပေမောင်၌စိတ်အနှောက်ယှက်မဖြစ်စေလိုသို့တော်တိတ်မကြဖေဖေကိုယ်တိုင်ကားနှင့်ចောင်းတို့လိုက်လာသည်ဒီမှာမျက်စုနှင့်မောင်ကိုပတ်ပင်တွေ့တော်သည် မျက်စုကိုကားပေါ်သို့ဆွဲတင်ပြီးမောင်ကိုမတူမတန်ပြော၏။မောင်ကခွန်းတုံမလန်းအန်ကျွေ၍စူရဲစွာကြည်လျက်နေ၏။ကားကိုတချိန်ထိုးမောင်ထွက်လိုက်ချိန်၌မောင်ထံမှတောက်ခေါက်တန်ကိုမသိမကွဲကြားခဲ့ရသည်။နောက်ပိုင်းတွင်ကမျက်စု၏မိဘများသည်ကျောင်းကျိုးကျောင်းပို့ကြမတ်စွာပြုလေသည်မောင်ကိုကားပေါ်မှနေ၍တခါတည်းရန်သာတွေ့ရတော်သည် မောင်မျက်နာတွင် မကြေနပ်ခြင်း တို့မဟုတ်ကြေကွဲခြင်းကိုတွေ့ရသည်မျက်စုရင်နာသည်လွန်လေပြီးသောချိန်များအားတန်တမှုသည် အထီးကျန်နှောင့်တီးခံရခြင်းကိုပို၍တည်တားစေ၏မောင်နှင်းဆက်သွယ်ရန်ဤမျိုးမျိုးဖြင့်ကြိုးစားသည်မရာချေအခြေအနေသည် အကြက်တဲနိုင်ရှိသည်မြက်စုအားဖေဖေမိတ်ဆွေအရာရှိကြီးတဦးဤသားကိုတန်းဆွေနှင့်လက်ထပ်ပေးရန်စီစဉ်သည် ကိုတန်းဆွေသည်စက်မှုတက်ကတော်မှဖွဲ့ရပြီ ဆယ်မြောင်းဦးစီးဌာနမှအရာရှိငယ်တဦးဖြစ်လေသည် မျက်စုအကြောက်ကန်ညင်းသည်မိဘများက အားလုံးကိုချီပြီးတုပ်ပြီးဖြစ်နေတော်၏မျက်စုကိုကြောင်တက်ခွင့်ပင်မပေးတော်ချေဒီအကြောင်းကိုမူတငယ်ချင်းများမှတဆင့်မောင်းထံရောက်စေရသည် မောင်းထံမှမူအတုံပြန်မရှိ မောင်မြည်သည့်အကြောင်းကြောင့်ဒီမြနေစိမ့်တနီမျက်စုရှင်၌စူပွက်နေပြီ။ သတ်မှတ်ထားသောမင်္ဂလာရက်သည်နှိမ်မြစွာနီးကပ်လာ၏သူတို့သတ်မှတ်ထားတဲ့ရက်ကတပတ်ခါလေအခုတော်ခင်တနာကသူ့အဖိုးအိမ်ကဖျားကိုစုပွဲကိုကြောင်းပြပြီးခေါ်ထုတ်လာတာအဲ့ဒီအိမ်ကနေခိုးထွက်ဖို့မျက်စုမနှဲစူးစရတယ်မောင်စောင့်မစောင့်နေပါမလားလို့ရင်ထဲကိုပူနေရပဲမောင်မြတ်စုက စပင်းကိုကန်ဆောင်မြက်ခင်းပေါ်၌ထောင်ရင်းပြော၏မြတ်စုရင်ထဲမှာမိုးဟိုက်နေသည်မျက်နာမှာလည်းချွေးဆိုးနေသည် မောင်သည်မျက်စုကိုမျက်တောင်မခတ်ကြည့်မျက်စုစိတ်၌တမျိုးပင်မလိုက်တာမျက်စုရဲ့အဲ့ဒါအရေးမကြီးဘူးမခဏနေမျက်စုထွက်လာတာအင်္ဂါလူတွေတိကုံလိမ့်မယ်မျက်စုမျက်စုတို့ပြေးကြရအောင်မောင်မျက်နာပေါ်တွင်ဖတ်ရှု၍မရနိုင်သောအရေးများအားပြိုင်နေကြသည်မောင်သည်နှုတ်ခမ်းကိုတင်းနေစေ၏မောင်ကိုမျက်စု မျော်လင့်ကြီးစွာမော်ကြည့်နေ၏မောင်နှုတ်ခမ်းများလှူရှားလာသည် အားလုံးအတွက်အကောင်းဆုံးဖြစ်အောင်ကြိုးစားပါလားကွယ်။မျက်စုအိမ်ကို ပြန်ပါတော့။မောင်ဘာမှမတက်နိုင်ဘူးမျက်စုရဲ့။မောင်ထံမှာတည်သူတော်စကားမျိုးကြားရလိမ့်မည်ဟုမျက်စုမထင်ခဲ့မီ။ကံတုံးစင်းညာစည်းဤသည်အမအောက်သို့ရောက်လာပြီ။အုံပင်ပူများယူကလစ်ပင်တန်းများကို အရေးမျှတာမြင်ရတော့သည်။ကံရည်ပင်၌လျှက်စစ်မိအောင်များထင်ဟပ်လာ၏။မောင်ပင်တန်းရှိုက်တန်းကိုကြားရသည့်ခဏမှပင် အလင်းဒီလုံးလုံးကြွယ်ကြီးမြတ်စုမောင်မပြောရပေမဲ့ထပ်ပြောပြစီမြတ်စုပြန်မာတော့ကွယ်မောင်အတန်ဒီတိတာစွာလှောက်ခါနေဤမြတ်စုရင်၌တင်းကျပ်မောဟလွန်သည်မောင်လဲထို့တူမြရှိကောင်းရှိပေလိမ့်မည်မျက်စုတစ်ချက်ဆိုင်ပြီးထာယာမထား၏မောင်ကိုတဘွားလုံးတွက်ကြည့်သည်တဘွားလုံးအတွက် ိုးဆွတ်ဆွတ်သောမျက်ဝန်းများ၏အကြည့်ဤသည့်အခါမျှမေးပြောက်တော့မီမဟုတ်သောအကြည့်ဒီအကြည့်သည် ရှင်သေးသို့နှက်ဆိုင်စွာဆုနေသွားသည် မျက်စုနှုတ်ခမ်းများကတဆက်ဆက်တုံရင်နေ၏ရှိုက်တန်သည့်အဆက်မပြတ်စပိန်ကိုတအားနှင်း၍မောက်ရှိမှပြေးထွက်ခဲ့သည် မျောလင်းချက်ကနှွေ၌ဖြစ်သောမိုးတိမ်ကဲ့သို့လင်းနေရာမျောလွင့်သွားခဲ့ပြီး အိမ်မက်ဆိုးတစ်ခုသာဖြစ်လိုက်ပါတော့ဟုရိုးစင်းစွာဆူတောင်းမိသည်အိမ်မက်လည်းမဟုတ်ပြန်ချေလင်းထက်ရှုမဝမဂဇင်1982ဇူလိုင်လဟုတ်ကဲ့ပါရှင်ဝတ္ထုတို့လေးကိုအစအနေဆုံးအထိအပေးနားဆင်ခဲ့ကြသူတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်